ကျွန်တော်တို့ရဲ့ Bronica ကိုအများကြီးမျှော်လင့်ထားတဲ့ YSC ကို Chatry ကိုရင်ကဒီဘွဲမှာ Bronica နိုင်ရမယ်ဆိုပြီးတော့ခံမှန်းလိုက်ပြီးလေးဖြစ်ပါတယ်လွန်ခဲ့တဲ့ Bronica ရှုံးခဲ့တဲ့ဘွဲမှာဆိုရင်လည်းပဲ YSC ကိုဖြစ်တဲ့ Chatry ကအများကြီးမျှော်လင့်ထားခဲ့တယ် Bronica ကရှုံးခဲ့ပေမဲ့လည်း bonus ဆူပေးပြီးတော့ပွဲပြီးတဲ့တကာလာမှာ Bronica ကိုဖုံးခေါ်ပြီးတော့ Arbis ကတွေပြောသွားခဲ့တာကိုလည်းတွေ့ရပါတယ် YSC ကိုဖြစ်တဲ့ Chatry ဟာ အောင်လအန်ဆန်ခေအလုံးဒုတိယအောင်လအန်ဆန်ကိုရှာပုံတော်ဖွင့်နေပါတယ်။ဒါမဲ့မြန်မာဖိုက်တာတွေတဲမှာအောင်လအန်ဆန်လို့ဖြစ်လာမဲ့သူအခုကရွှေလူကိုရှာနေတာပါ။ရော်နီကာဟလေးအွန်လိုင်းပေါ်မှာတော်တော်လေးကိုပြစ်တက်များတဲ့သူဖြစ်ပြီးတော့ဝမ်ချန်ပီယံရှစ်မရောက်ခင်က စွမ်းဆောင်ရည်ကလည်းကြောက်ခမန်လီလီပါပဲ။မွေထိုင်းနဲ့လေဝင်မှာဆရာသူပါပဲ။မွေထိုင်းပွဲပေါင်း၁၈ပွဲထိုးထားရမှာ၃ပွဲပဲရှုံးပါတယ်နော်။ ပုံစံကောင်းနေပြသထားပါဒါကြောင့်မို့လို့ဘရိုနီကာကိုဝမ်ချန်ပီယံရှစ်စီအရောက်ခေါ်ပြီးတော့ဝဲကြီးပွဲကောင်ပြင်ဆင်ပေးခဲ့ပေမဲ့တနည်းလောက်ပွဲဝင်နေတဲ့ဘရိုနီကာဟာသူ့ရဲ့ပွဲဦးထွက်မှာပဲရှုံးနေကြတာပဲဖြစ်ပါရီအခုတော့ဝိုင်းရစီကိုဖြစ်တဲ့ချက်စရီကဘရိုနီကာကို ရှီပွေးတုံးကလို့အရင်ကြီးမခက်ခဲအောင် သူ့ထက်လည်းအသက်ငယ်တဲ့အရက်လေးပူတဲ့ဂျူနီယာဖက်ဒက်စ်နဲ့ပွဲတယ်ပြလိုက်တာပဲဖြစ်ပါရီဒီပွဲက ရော်နီကာသာတကယ်ကောင်းကောင်းမွန်မွန်နဲ့လေ့ကျင့်ပြီးတော့နီစတင်ကောင်းကောင်းနဲ့ထူးသက်သွားမယ်ဆိုရင်ဒီဘွဲကရော်နီကာအတွက်တရားရခိုင်နှုံးပါပဲ။ဂျူနီယာဖက်ဒက်စ်ကအသက်16နှစ်ပဲရှိပါသေးတယ်နော်။သူ့ရဲ့အားသာချက်ကအတန်ဝိတ်တန်နဲ့ကိုက်ညီမှုအပြည့်ရှိနေတဲ့အချက်ပါ။တပွဲလုံးကိုစိတ်ကြိုက်ကစားနိုင်နေပြ။ပြောချင်တာကခွန်အားချွေတာဒါတွေလုံနေစရာမလိုဘူး။ဝဲကျင်ပြည့်ယုံလဲတက်လုံကလုံးဝမကြဘူး။ သူ World Championship မှာခဏပွဲစလုံးထိုးတယ်ခဏပွဲစလုံးအနိုင်ရတယ်အဲ့ဒီပွဲတွေကိုကြည့်မယ်ဆိုရင်သူကတက်လုံပိုင်းတတော်လေးကောင်းတာကိုတွေ့ရတယ် body shit တွေကြီးပဲပုံးတာကိုလေးတွေ့ရတယ်ပြိုင်ပဲကစားသမားရဲ့တက်လုံပိုင်းကိုကြည့်ပြီးတော့1 byte ပိုင်းကိုတိုက်ခိုက်အဆုံးတက်တဲ့ knee snip တွေသုံးနေတာကိုကျွန်တော်နေနေတွေ့ရပါတယ်အပြင်နဲ့ဒူးတိုက်ချက်နဲ့ lefty ထိုးချက်ကိုအဓိကသုံးသက်သူပါအပြိုင်ဆိုင်ထိုးတာကိုကြိုက်တဲ့သူ lefty ထိုးချက်တိကျမှုရှိတဲ့သူပါအသက်ငယ်ငယ်လေးနဲ့တတော်လေးကိုကျမ်းပါတယ် ဒါပေမဲ့ Bronica တို့အဆင့်လောက်တော့မရောက်သေးဘူး Bronica သာတကယ်လို့နော်ကောင်းကောင်းမွန်မွန်ပြင်ဆင်ထားမယ်ဆိုရင်ဒီပွဲကလုံးဝဝနိုင်ပါတယ်ပွဲစဉ်တစ်ခုလုံးရှင်ထုံးမနေစေချင်ဘူး Bronica အနေနဲ့ push kit တွေ hit kit တွေနော်သုံးပြီးတော့ခက်ခွာလေးကစားရင်တော့အေးစေးနိုင်ပါတယ်ဆိုတော့ပြည်သက်တီကတော့ Bronica ကိုအချန်တစ်ခုပဲပေးတယ်အဲ့ဒါကတော့သူ့အနေနဲ့ social media ကို short တုံးပြီးတော့ legend မှုတွေအယုံဆိုင်ဖို့တော့ပြောဆိုနေကြပြီဖြစ်ပါတယ် Bronica ဟာပြည်သက်တီရဲ့ဝေဖန်မှုကိုမခံနိုင်ဆုံးသော ဖိုက်တာဖြစ်ပါတယ်အဲ့လိုလေ online ပေါ်မှာတွေ့မှာပါဆိုတော့ Brognika အနေနဲ့ပြည်သူတွေရဲ့အချံပေးချက်ဝေဖန်မှုကလည်းသူ့ကိုအထောက်အပံ့ပြုစင်မှာသေးချားနော် Brognika အနေနဲ့ social media ကို short သုံးရင်တော့အကောင်းဆုံးပဲပေါ့ဗျာ